အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ Name Story Bank KG Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စိတ်ဝင်စားဖို့ဝတ္ထုတို့များကိုအစမပြတ်တင်ဆက်ပေးနေတဲ့ခွန်သာပဲဖြစ်ပါတယ်ယခုတခါတင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့စာရေးဆရာအေကမင်းရဲ့အချောက်တန်းတဲ့တရေမဟဲ့ကမောကမောခြေလက်မမအောင်မလန့်နိုင်တော့တဲ့အရတမထင်းမြင်က ရှေ့ကတွားနေတော့မင်းကလေးကိုအမိလိုက်ရဲစူးစမ်းအတံပြုတ်နေတယ်။တွားငါတော့ကလိုက်မလာနဲ့။ငါ့ကိုစောင့်မအောင်။ငါနဲ့ကိုပြောစရာရှိလို့။ဘာမှမပြောနဲ့ငါနားမထောင်နိုင်ဘူး။ခင်မဆိုတဲ့မင်းကလေးကပြန်လဲအော်ပြောပြီးခြေကုံတုတ်သွားတဲ့ဖြစ်အမိုးလိုနေတော့ထင်းမြင်လဲမချက်အောင်တိပိတပင်ကိုလန့်ကန်ကြီးကျန်းနေခဲ့တယ်။ဘာဆင့်ရှိလို့မာနာကြီးခေါင်တက်နေရလဲ။ ထင်းမြင့်ကြောင့်မကြခင်တိစီရမယ်ထန်းတပင်ရွာကအင်ချီနေရာခန့်ရှိတယ်တရွာလုံးလေယာဉ်လုပ်ငန်းကိုလုပ်ကင်ကြတယ်မိုးခါရွာဘေးကချောင်းမှာငါးရှာကြတယ်ခင်မောင်ကထမင်းတဲ့ရွာမှာကောင်းကင်တရွာမဟုတ်ပေမဲ့မိမလောက်စီရင်တော့ဝင်တယ်အသက်20ဝန်းကျင်ခန့်ရှိပြီခင်မောင်ကရွာလယ်မှာညှို့လိုက်ဆိုတော့လုံငယ်တယောက်နဲ့ချီးမြနေတယ်ဒီနေ့ဝါကျွလင်လက်ထက်ချမိဖြစ်တယ် သုံးနှစ်သုံးဘောကချစ်လာကြပြီလာမင်းနဲ့လက်ထက်ရန်ညွန့်လိုင်ကစူးစမ်းရင်ငွေစုနေတယ်ထို့ကဲ့သို့ချစ်သူနေအောင်နှိစက်ရေးစူးစမ်းနေစဉ်ထင်းမြစ်ဆိုတော့ငမူတယောက်ကခင်မုံကိုတွေးလိုက်ရင်ဤတက်တက်လောက်ကနောက်မှတကောက်ကောက်လိုက်တက်တယ်အရဲတော့ပေါ်မိတ်ဆွေများရဲ့မျက်ပွေပေးမှုကြောင့်လဲခင်မုံအားမြင်လိုက်တာနဲ့စကားလိုက်ပြောတော့တယ်ထင်းမြစ်ကမိဘများချမ်းသာရေးလည်းမဟုတ်ဗီဇာမကောင်းတော့စိတ်ပစ်တာဆုံးမနေခြင်းဖြစ်တယ်အရဲတော့ဖေးရိုက် ချက်တဲ့ုံနမကထိကနေရှိတက်မယ်ရိုက်မယ်ခုတ်မယ်ဆိုတော့ဇရဲလက်ရဲ့တွေးဆရှိသူလည်းဖြစ်တယ်။အရတမလူစိုးလူမိုက်များနဲ့တမိတ်ဆွေအပေါင်းနဲ့ရှိပြီးတရွာလုံးကအပေါင်းတင်မလို့ကျင်သားခံရသူလည်းဖြစ်တယ်။ခင်မုံကလယ်သမားမျိုးဖြစ်တာကြောင့်အိမ်ထဲမှာနေရမရလယ်နဲ့အိမ်တင်မဝေးတာကြောင့်သမင်ပို့ချိန်တန်ပို့ရလေခွင်နဲ့ကိစ္စရှိရင်တွားရတယ်။တနေ့ကောင်လေခွင်နဲ့တွားနေရတတ်တယ်။ကျွာတယ်လေအကြောင်းကိစ္စရှိရင်ထွက်ရတယ်။အိမ်နေပုံနေရမရဒါကြောင့် ခင်မအခြေအနေကိုစောင့်ကြည့်နေတဲ့ထင်းမြင့်နဲ့မစုံခြင်းမဲ့ဆုံးနေရတယ်။ယခုချိန်ဒီတော့ထင်းမြင့်ကခင်မအားကုတီလေးအောင်ပြုမှုခြင်းမရှိသေးဘူး။ခြေစကားခြေစကားသာနောက်မှအတင်းလိုက်ပြောသေးတယ်။ခင်မအောင်အောင်ထုတ်နေတဲ့နောက်မှကျဲနေခဲ့တတ်တယ်။ထင်းမြင့်တို့လူမျိုးရဲ့စိတ်ကမှန်းရင်မရအောင်ဒီမခဏအောင်အပြောခံရပါများလင်းလဲကုတီလေးအောင်ပါလာနိုင်တယ်။ဒါကြောင့်ခင်မလူကြီးများကိုပြောပြပြီးကိစ္စအလွန်အရေးမကြီးလင်းအပြစ်သိမ်းမထွက်တော့ဘူး။ဘာလာကင်းလို့ရေတရင်ကျွတ်လာတော့ပင်ရောက်လာခဲ့ပြီ။ တရင်ကျော်လာပညာရွာဦးကျောင်းမှာမေထုံပွဲကျင်းပပြီးတရင်ကျော်လာပြကျော်တရရဲ့နေမှာအလူပွဲရှိတယ်။ခမွန်တော်မင်းကလေးများမေထုံပွဲမှာနှွှဲ့ပြောင်းချစ်တူညွန့်လိုက်နဲ့တွေ့ရန်ချင်းထားကြတယ်။နှစ်ဖက်မိဘများကသူတို့နှစ်ဦးအကြောင်းကိုတိထားပြီးသားမို့ခူးချောင်ခိုးဝဲချင်းတွေ့ဆရာမလို့တော့ဘူး။ကျောင်းချန်တော်က28တောင်စီဒီရင်းမြအနီးမှာရှိတဲ့ဗရောက်ပင်ကြီးအောက်မှာတွားထိုင်စကားပြောနေကြတယ်။တယောက်နဲ့တယောက်နှီးကပ်စွာထိုင်ရင် ရှီရီးကိုတိုင်ပင်နေကြတယ်။ကိုညော ခင်မုံကိုတကယ်ချက်လားချက်တာပေါ့ခင်မုံရဲ့ချက်လို့ခင်မုံနဲ့အများဆုံးညအောင်စူးစမ်းနေတာပေါ့ဗါလဲခင်မုံကိုတင်တော့ပေါ့ခင်မုံမိရတယ်ပြောထားလို့လားအဲ့ဒီလိုတော့မပြောထားပါဘူးဒါဆိုဘာဖြစ်လို့ပတ်စံဆိုတယ်ပဲပြောနေရတာလဲအဲ့ဒီလိုကိုညုံကအချိန်ဆွဲနေရွာတွေကငမှုထင်းမြင့်ကပိုရောက်တက်လေပဲအကိုအဲ့ဒီထင်းမြင့်ကြောင့်တရင်ချပြပါပြီခင်မုံတစ်ခါကိုယုံလို့ဘာမှမဖြစ်တာ ဟွန်းခင်မုံကမိမသားလေအပြင်တွားရင်လိုက်အမှုဓမအုပ်စုကအတင်းဆွဲခေါ်ရင်ဘလို့မတက်နိုင်မှာမဟုတ်ဘူးအဲ့ဒီလိုလူမျိုးတွေကမကောင်းတဲ့ကိစ္စဆိုလှုပ်ရဲကန်ရကြတာခင်မုံပြောမှပဲစိုးရင်သွားပြီဒါဆိုဘယ်လာလို့အိမ်တော်ပြုလို့ကောင်းမလဲအမေတို့ကိုကြည်ခမ်းပြီးခင်မုံကိုတောင်းခံလိုက်မယ်နော်အတူတူနေပြီးစီးပွားထွက်တအောင်ရှာကြမယ်အခုခင်မုံတို့ရှာနေတယ်ဆိုတဲ့အကြီးကိုရက်လိုက်တော့ကြာရင်ခင်မုံထင်းမြင့်တော့ပါတော့မယ်နော် ဟုတ်ပါပြီအခုအများဆုံးလက်ထဏအောင်စူးစမ်းမယ်ဟုတ်ပြီလားခင်မောင်ကခေါင်းနှိမ့်ပြီးသဘောတူကြောင်ပြလိုက်တယ်နှုတ်နိုင်ကခင်မောင်ဤကိုယ်လုံးလေးကိုတင်းတင်းလေးပုတ်ဖက်ထားရင်တရားကားနန်လေးတင်းနေတော့ပားပြင်းနုနုလေးကိုအနမ်းလေးများပြပြီးချစ်တူလေးကိုနှင်းသိမ့်စေလိုက်တယ်တွန်းနာဘရောက်ပင်ကြီးအောင်မှာထားပြီးတငယ်ချင်းများရှိရတော့လာခဲ့ကြတယ်ကောင်းငယ်မှာ လာမင်းကြီးကထင်ထင်တားနေတယ်ဦးစင်းနဲ့ကိုရင်များကမိဘများကိုလွတ်တင်ရန်မိုက်ခံနေကြတယ် အနီးအနားရွာများမှာလှုပ်တင်ထားကြသောမိဘုံမြတ်များကမိရောက်လင်းများမှာမိတုံမိတုံနဲ့ကောင်းကင်ထက်မှာတရွရွလှုပ်ရှားတွားလာနေကြတယ်။ညွန့်လိုက်သောယောက်ျားလေးအုပ်စုနဲ့မိန်းကလေးအုပ်စုများကလည်းမိုင်းဝနေသောမိဘုံကြီးကိုဝိုင်းထိန်ပေးနေကြတယ်။ကဲကဲလှုပ်တော့မယ်။ဦးစင်ကြီးကမိဘုံမြတ်ကြီးကိုလှုပ်တင်ရန်အခြေအနေကြည့်နေတယ်။မိဘုံကြီးကမိုင်းဝနေတဲ့ဖြစ်ကောင်းကင်တို့တက်ရန်ရုန်းကန်နေတယ်။ကဲတပြိုင်နက်လှုပ်လိုက်ကြ။ဦးစင်ကြီးစကားဆုံးလိုက်တာနဲ့ ထိုင်ခိုင်သားသူများဝလုံးကြီးနဲ့ထိုင်သားသူများကမိဘုံကြီးလွတ်လွတ်ကျွတ်ကျွတ်တက်ရန်ဖိတ်ရှားပေးလိုက်ကြတယ်။မိဘုံကြီးကောင်းကင်ပေါ်တည်တည်ပြန်သက်သွားသည်ကိုကြည့်ပြီးကလေးများရောလူကြီးများပါပျော်ရွှင်နေကြတယ်။မိုးမြတ်တုံးလုံးလွတ်မြည်ဆိုတာကြောင့်ကလေးလူကြီးလူရည်များစုပြုံရောက်ရှိနေကြခြင်းဖြစ်တယ်။ယခုနှလုံးကိုအောင်မြင်စွာလွတ်တင်ပြီးပြီးတလုံးလွတ်တင်ရန်ကြံသေးတယ်။ခင်မုံနဲ့တုံးမိဘများဘုံကြီးကိုကြောက်ပြီးပြန်သွားကြတာကြောင့်ညှို့လိုက်လဲလိုက်သွားတော့တယ်။ စဘာများရိတ်တင်ပြီးရတဲ့ကမ်းမဝင်ခင်မှာပဲညွန့်လိုက်တဲ့ခင်မွန်သူရှိတူနေရာကိုအချင်းရောက်ပြီးအိမ်အောင်ချပေးလိုက်ကြတော့တယ်မိဘများကတုံးလေးနေခန့်အိမ်အောင်မခွဲသေးပဲမိဘများနဲ့အတူနေရစီးပွားဆိုင်ရန်ပြောတာကြောင့်ညွန့်လိုက်လဲခင်မွန်တို့အိမ်ကိုရောက်လာရတော့တယ်ခင်မွန်မှာအကိုရောက်ချတာမရှိတဲ့ဖြစ်အသက်90ကျော်ဖခင်ကြီးကလဲခွန်းအေကကိုလူငါးနဲ့လုတ်ကန်နေရတယ် ညွန့်လိုက်အင်ကိုရောက်လာတော့ကြောင်းလူငါမထားတော့ဘူးဆိုကခင်မုံရဲ့ဖခင်ကြီးလက်မလုံနိုင်တဲ့အချိန်ညွန့်လိုက်ဦးစီလောက်ခံရပြီဆိုတယ်ခင်မုံကအကြီးဆုံးဖြစ်ပြီးအောက်မှာမောင်လေးတယောက်ညီမလေးတယောက်တာရှိတယ်ညွန့်နိုင်ကလည်းအစကတည်းကလေယာဉ်လုပ်ငန်းကိုလောက်ခံနေသူမို့နောက်တနေ့ခန့်လောက်ပြီးရင်သူကိုယ်တိုင်လေယာဉ်လုပ်ငန်းကိုဦးစီလောက်ခံမယ်ရောက်ခမကြီးအားလေအလုံးမလုပ်ပဲအနိုင်ယူစီမိကိုခင်မုံကိုပြောထားတယ်ခင်မုံတယောက်အိမ်တော်ပြုတ်ထားတဲ့အတွက်ထင်းမြင့်အရက်တွေအလွန်ကြောက်ပြီးညွန့်လန်ကိုတွားတက်မိဘူးဆိုတယ် ခင်မုံကိုပါတက်မြူဆိုကနေ့စဉ်ဒါချင်းကျိန်းနေတယ်။စူးတူပေါင်ဖက်တောက်ဖော်များကအတင်သားရတာကြောင့်ပြဿနာကြီးကြီးမားမားမပေါ်ခြင်းဖြစ်တယ်။မင်းမကြည်နဲ့အခွင့်တအောင်ဆောင်အခုနေလူတိရှင်ညာတွားလို့ရင်မင်းလက်တည်မှာပဲ။မင်းမတည်ခြင်းသေးကိုယ့်အကွက်ထဲဝင်မဲ့အချင်းကိုသာဆောင်။တို့ဒီရွာကနေဘယ်မှမပြေးဘူး။ထို့စကားကြောင့်ဒါတွင်နေတော့ထင်မိတယောက်ဒါကိုမကန်ဖြစ်တော့ပဲအခွင့်တမဲ့အချင်းကိုဆောင်းတော့မြည်ဦးနေလာခဲ့တယ်။ အစာပိုင်းတော့တွေးပူရေတက်မြီဖြက်မြီလုံနေတယ်။ကြာတော့ထင်းမြင်ခင်မို့အကြောင်းအရက်ဝိုင်းမှလည်းမပြောတော့။အရက်တပ်ဖော်များကစပအရက်တပ်ဖော်များကစကားအဆဖော်တော့လေသူကထို့အကြောင်းကိုစကားဆက်မပြောတော့။ကြာတော့သူ့မိတ်ဆွေများကလည်းခင်မို့အကြောင်းစကားမဆတော့။တနေကုန်ရေတမိုးရောက်လာခဲ့တယ်။ခင်မို့တို့ရွာကအနေမှဖြစ်၍မိုးအလွန်ကြီးလင်းရွာရောလေများပါရေမြုပ်တော့တယ်။ ခင်မွန်တို့လည်းကရွာနဲ့တမန်ခွဲခန့်ဝေးသဖြင့်မိုးတွင်နွားများရေထဲတွားပြန်လို့ရမလွယ်။ဒါကြောင့်လေခွင်းထဲမှာတဲထုတ်ပြီးနွားနဲ့အတူလူပါတမို့ခိုကြရတော့တယ်။သူရင်းကားတယောက်နဲ့ညွန့်လန်တို့ကလေထဲမှာတဲထုတ်ပြီးနေကြတယ်။တဲမှာစံကိုတမိုးစာပုံနဲ့ထည့်ထားပြီးစီစာငရုတ်ကြက်တွန်ဟင်းစားတို့ကိုရွာမှာတပတ်တခါလူကြုံရှိရင်လူကြုံပြေးပေးလိုက်ပြီးလူကြုံမရှိရင်ခင်မွန်ကလေလော်ပြီးပို့ပေးတယ်။တခါတည်းရင်ခင်မွန်ရဲ့ဖခင်ကလည်းတော့ပို့တယ်။ခင်မွန်က ခင်မဖြစ်သူနဲ့တွေ့ရင်တူကိုယ်တိုင်တွားတာကများတယ်။မနေ့ပိုင်းသွားပြီးညနေပိုင်းမှာပြန်လာတဲ့တည်းတရံမုံမရတာကတုံးရက်ခန့်ရှိပြီးရင်းများကျသွားပြီးချောင်းပိလူသွားလက်မှာကောင်းကောင်းပေါ်လာပြီးလေခွင်းတဲ့တိလီမပါပဲတွားရရနေပြီခင်မုံလည်းတောင်းတလုံးနဲ့အပြည့်နီးပါးတပတ်စာငရုတ်ကြက်တော်စီးနဲ့ငချောက်တို့ကိုထည့်ပြီးလေခွင်းထဲကိုထွက်လာခဲ့တယ်။ဘာကုံလာကုံတော့မယ်စဘာပဲများလည်းမကြခင်အတိနဲ့များထွက်တော့မယ် ်တရင်ကျွအထိအိမ်မနေပြီးတစားမုန်းလာနောက်ပိုင်းသူ့ဘာတဲမှာတွားနေရမယ်။ကိုင်းဝင်တဲ့အချိန်ရှေ့ပိုင်းမှာကိုညွန့်လိုင်ကနွားနဲ့အချိန်ပြေလုပ်ငန်းလုပ်နေစဉ်သူကတဲမှာချေရီးပြုတ်ရီတောင်းမကိုယူပေးရမယ်။ကိုင်းဆိုင်ချင်းရေလောင်းချင်းပေါင်းတင်ချင်းသူ့ဘာအချိန်ပြေဝင်နေရမယ်။သူ့အချင်းကိုကြိုတင်သေးပြီးပြောမိနေတယ်။အပြော်အချင်းလေးတွေကိုကြိုတင်သွေးရင်လာခဲ့ရအမချခင်မှာပဲတဲသူရောက်လာခဲ့တယ်။တဲရောက်တော့ကိုညွန့်လိုင်တို့ကတဲမှာမရှိနွားစာထွက်ရိတ်နေကြတယ် သူတဲပေါ်ရောက်တော့ပအဝန်ချစ်ချင်းတွေကိုအခဲခက်လိုက်တယ်။ဥခွက်ပကံများထားသောနေရာမှာ ထွက်လာသောအတန်ကြောင်ထိုနေရာကိုထွက်လာခဲ့တယ်။သမင်းချက်တော်ဦးအပေါ်မှာအုတ်ခဲတလုံးကိုတင်သားကြီးကိုတွေးလိုက်တာကြောင့်အဖုံးကိုအနှဲငယ်ဟာကြည့်လိုက်တယ်။ဦးထဲမှာရေအနှဲငယ်နဲ့ထည့်ထားသောငရှိများကိုတွေးလိုက်တဲ့အတွက်လေကြာငါးများဖဲထည့်ထားသည်ကိုသိလိုက်ရတယ်။ကန်နီယိုတောင်များမှာဝါဖြစ်တစ်ဖက်ကပြုလို့ရထားသောခရယာများကိုညဘက်ထောင်ပြီးမနက်စောစော ခရယာပေါ်ရတယ်။ ထိုခေတ်အတွင်းမကြီးကန်းချောက်များကိုစုပြုံထိုးထည့်ထားရတယ်။ရေစင်းနှင့်တိုးဝင်လာသောငါးမှန်သည်။ရှုပ်ချက်ခတ်နေသောမကြီးကန်းများကြောင့်နောက်ပြန်လည်ရမရ။တညာလုံးရှိတိုးမရနောက်လည်းမရနဲ့ခေတ်ထဲမှာပိတ်မိနေတော့တယ်။လက်သမားတို့ကစပားကင်းထဲမှာရေရှိတဲ့အချိန်ခေတ်များမျိုးများကိုထိုကဲ့သို့ထောင်ပန်းကြရတယ်။မြို့လန်ကခေတ်ငါးလုံးထောင်တာပြီးညာတိုင်းဟင်းစားရအောင်ငါးထောင်တယ်။ရေများတဲ့အချိန်ခေတ်အားလုံးငါးဝင်ချင်မှဝင်တယ်။တခါတည်းရင်ဟင်းစားပင်မရတဲ့ ုံမှန်မဟုတ်ရချင်နေရဆိုရင်နှစ်ရက်သုံးရက်စားမကုန်အောင်မရတယ်ဒီမနက်ငါခုတုံးကောင်နဲ့ငပြေးမနှစ်ကောင်ငခုံးမငစင်ရန်အနေငယ်ရလိုက်တဲ့ဖြစ်အချိန်နေကောင်းတယ်ငခုတုံးကောင်နဲ့ငပြေးမနှစ်ကောင်ကိုအိမ်ပြန်ယူသွားရန်ဖယ်ထားပြီးတဲမချက်ရန်ကြံငါးများကိုကိုင်းနေတယ်ငါးကန်ရင်ထမင်းတအိုးတည်ထားတယ်ခင်မုံရောက်ပြီးနိုင်ဝက်ခန့်အရောက်မှာမျက်ရည်ထွက်နေတော့ကိုညွန့်လန်ပြန်ရောက်လာတယ်ဦးလေးချီအောင်မတွေ့ပါလားအောက်ပိုင်းကစပားခင်းနေကြမှာပေါင်းနေစင်းတို့ရင်ကျန်းနေရတယ် ဒါနဲ့ဘယ်ချင်းကရောက်တာလဲသမီးတို့တအိုးပဲချက်တော့မယ်ခု၅ခန်းလို့ပြီးသွားပြီဟာဘာလို့ငိုင်းချက်မှာလဲနေတိုင်းဒီမှာငါးစားနေရတာရွာပြန်ယူတော့ဖို့ထားရတာမဟုတ်ဘူးငါခုတုံးကနဲ့ငပြေးမနှစ်ကောင်ငါခုမကြီးတကောင်နဲ့ခြံထားပါတယ်စောစောကတည်းကအကုန်ခြံထားပါတယ်နှစ်အိမ်ခွဲပူရင်အတော်ပဲလीနောက်တစ်ခါမှအကိုတို့အိမ်ကိုပို့တော့မယ်ဟုတ်ပြီလားနောက်ပိုင်းရင်းနေတော့ရင်ငါပူရမှာ လျာတုံးတော့ထက်လို့မလို့ဝါမထားတယ်ဘသူကမာထားတာလေကိုမျိုးလည်းရင်းလို့မလို့ဝါဝဲမယ်ဆိုတာနဲ့ဝါနှလုံးအပေါ်ဝဲခဲ့ဖို့မှားလိုက်တာထိုအချိန်ဦးချစ်တင်မျက်တုံးထမ်းပြီးတင်းကုတ်ထဲကိုဝင်လာခဲ့တယ်ဟာဟင်းဟိုကစပလင်နတ်ကိုတင်းနေတာပဲဖိုက်တောင်စားလာပြီဒါနဲ့သူမကြီးဘယ်ချင်းကရောက်တာလဲသမင်းရောဟင်းရောကြက်နေပြီလေရောက်တာတနားကြီးကြော်သွားပြီရေချိုးပြီးသမင်းစားကြပေါ့နေနေ၅နာရီခန့်ထိုးကနေမှာ ခင်မောင်ရွာသူပြန်လာခဲ့တယ်။လမ်းမှာသူကဲ့သို့ရွာသူပြန်လာကြသောရွာသားနှစ်ယောက်ခန့်လည်းပါတယ်။တရားရဲရများဖြစ်တော့လဲရင်းနေတိတူများမဟုတ်တာကြောင့်တယောက်နဲ့တယောက်အခေါ်ပြောမရှိပဲကို့အတွင်းနဲ့ကိုရွာသူပြန်လာခဲ့ကြတယ်။ရွာနားရောက်တော့မိမိတို့အိမ်ရှိရဘက်ကိုတော်တော်လမ်းများရှိရာခွဲ့တက်သွားတဲ့ပြည်ခင်မောင်တယောက်သာချောင်းမေးလမ်းတိုင်းဆက်လာခဲ့တယ်။ခင်မောင်တို့ရက်ွက်ကိုဝင်တော့လမ်းကိုမရောက်သေးတာကြောင့်ရှိစက်ရှောင်းရင်ကန်တော်ဆက်ကထင်းမြထွက်လာပြီးကန်တော်တဲ့ကိုဆွတ်တွင်လာတယ် လွတ်ခွဲကြီးခွေးကျင်ခွေးကျန်ဂျမ်းမနေနဲ့ငါနဲ့ကညနေ၄နာရီခန့်ဒီထဲမှာထိုင်ပြီးစောင့်နေတာမလွတ်ဘူးလွတ်နော်ငါငါအော်လိုက်မယ်နော်ဒီတပတ်စစ်တကယ်တို့ဖြစ်နေတော့ထင်းမြင်ကရုံးငံအော်ဟစ်နေတော့ခင်မုံရဲ့မျက်နှာကိုနှစ်ချက်ဆင့်ထိုးပစ်လိုက်တဲ့ဖြင့်အတက်မထွက်ပဲငြိမ့်တက်သွားတော့တယ်အချိန်က၆နာရီခွဲကနေနေပြီမိုးတင်းကာလဖြစ်ပြီးအမောင်ကြီးတန်းနေတယ်မလုံးမရဖြစ်နေတော့ခင်မုံဟာထင်းမြင်ပြုတ်ကျင်နိုင်ပြုတ်နေတယ်အတော်ကြတော့ခင်မုံတတိယလာတယ် တူအားစော်ကားနေထင်းမြင့်ရဲ့မျက်နှာကိုလက်သေးများနဲ့အာကုန်ဆွဲကုတ်ချလိုက်တော့တယ်။အာခွေမငါအသားနာအောင်လုပ်တယ်။နင့်ကငါတက်မယ်။တွေးတန်ရေးရေးနဲ့ကုံယုံထပြီးခင်မုံကောင်ကိုကန်ကန်မြေကြီးနဲ့ဆွဲဆောင်တော့တယ်။မိုးကြီးကြောင့်နုနေတော်မြေသားကခင်မုံရဲ့ကောင်နဲ့ဆွဲဆောင်တဲ့အောက်ကိုကျုံဝင်သွားတယ်။ခင်မုံကဘာမှမဖြစ်အတင်ရောက်ကန်နေတယ်။နင်ဒီနေ့တည်ရမယ်။ ကျောမှာထိုးလာတော့ဓာတ်ကိုယူပြီးခင်းမုံးလေပင်ပေါ်တင်ကသူ့ဤကိုလုံးကြီးနဲ့အာကုန်ဖိချလိုက်တော့တယ်ထောက်အောင်တွေးထားတော့တပင်းကန်းရှိတဲ့ဓာတ်ကခင်းမုံးရဲ့လေပင်ကိုတိကနဲဖျက်ချသွားတော့တယ်ဘလူးတပတ်စတိကဲတို့ဖြစ်နေတော့ထင်မြင်ကခင်းမုံးရဲ့ကောင်းကိုကောက်ခံပြီးခလန်းလက်မှရှိတော့ချောင်းအတင်းတို့စပင်ကဆွဲကလွန့်ပစ်လိုက်တော့တယ်ကောင်းတရားကိုတရားဖြစ်သွားတော့ခန္ဓာကိုယ်ကြီးကိုအာရပါရလက်ကန်နေပြီးဓာတ်ကိုကန်ကအမောင်ထဲကိုဝင်ရောက်သွားတော့တယ်ခင်မုံးရဲ့အင်ကခင်မုံးလေခွင်းထဲကပြန်မလာသေးပေမဲ့စိတ်မပူ ယောက်ျားဖြစ်သူကတဲမှာအိတ်ကိန်းတစ်ဖြစ်မပြန်သေးဘူးထင်းနေကြတယ်။ထုံညလုံးကြီးနောက်နေ့တနေ့လုံးစိတ်မပူညနေပိုင်းရောက်ရင်ရွာကိုပြန်လာမျိုးတိနေကြတယ်။ထုံမှာတညအိတ်တာကျပိုမနေပဲပြန်လာနေကြဖြစ်တယ်။ဒါကြောင့်တမိဖြစ်သူတဲမှာပြန်မရောက်သေးတဲ့အတွက်ပူပန်ခြင်းမရှိပဲဖြစ်နေကြတယ်။ညနေ၃နာရီခန့်ရွာထဲကလူတွေလှုပ်ရွရွဖြစ်ကာတီတူတူပြောပြီးရွာပြင်ကိုထွက်သွားနေကြတယ်။တော်တင်ကအင်းရှိမှာကွက်တီကွက်ကြီးနဲ့စကားချက်ပြောနေတော့လုံးတင်နေမိပုံကိုကြည့်ပြီးအိမ်ပေါ်မှာလန့်အော်ကဆက်ဆူလိုက်တယ် ဟဲ့လောင်းတင်နေမိပေါ့ဘာတင်းချလို့တီတူပြောနေရလဲခင်းလန်းနဲ့မြဝင်းကအရေးကြီးတော့ပြန်နေဘာဖြစ်သွားကြရလဲတော်တင်ခဏလေးစဉ်းလာပါအောင်အေးအေးငါလာပြီညီတို့တဲ့ငါလည်းနားထောင်ရတာပေါ့အနီတို့ရောက်လာတော့တော်တင်လဲလောင်းတင်နေမိပေါ်တော့မျက်နှာမကောင်းတော့ကိုအခဲခက်ပြီဘာပြဿနာတက်နေလို့လဲငါကလည်းပြပြကြစမ်းပါအောင်တော်တင်ကထိုးခဲ့တော့မိလိုက်မှာမိပုံရောလောင်းတင်မှာတော်တင်ကိုဖက်ပြီးငိုပါလေတော့တယ် ဟဲ့ဟဲ့ဘာလို့ဖြစ်ကြတာလဲဟဲ့ဘာဖြစ်လာကြလဲငါ့ကိုပြောပြကြစမ်းပါလုံးလင်ဘာဖြစ်နေရလဲမိပုံပြောစမ်းငုံနေလို့ပြီးမလားဟုတ်တော်လေးတင်တမီအမမုံမရှိတော့ဘူးဘာဘာပြောတယ်ခင်မောခင်မုံတည်ပြီးတော်လေးအမလေးငါတမီလေးခင်မုံတည်ပြီးဟုတ်လားဘယ်မလဲခင်မောင ဘယ်မှာတည်တာလဲဟိုဟိုရွာအဝင်ချောင်းမိတ်ကိုင်းတော့ဆက်မှာအမလီတမိခင်မောင်ကြီးဒေါ်တင်အုံငုတန်းကြောင့်အိမ်ပေါ်မှာဖခင်ဖြစ်သူဦးတန်းမောင်နဲ့ခင်မောင်ဤမောင်လေးနဲ့ညီမလေးတို့အင်းရှိပြေးထွက်လာကြတယ်ကျမတို့ကိုလာပြောခိုင်းတာပြုံးမထွက်တာနဲ့ရက်နေကြတာပြီးတော့ခင်မောင်ခင်မောင်ရဲ့ခေါင်းကိုဖြက်ဖြက်ဖြက်သွားတယ်အမလီကျုပ်ကျုပ်ရင်ခွဲပါပြီတော့ ငါသမီးကိုဘယ်သူတက်တာလဲငါသမီးစငါပြန်တက်မယ်ဟဲ့ဟဲ့လုံးနေခင်မအတက်ခံရလို့တိတ်ပြီဟုတ်လားဘယ်မှာလဲပြောစမ်းဦးလေးဦးလေးတဲ့အိမ်မှာပဲနေမတော်နဲ့ဘာဘာဆိုင်လို့မတော်ရမှာလဲခင်မုံတေးတာဘယ်နာမှာလဲမတင်ဒီမှာနေခဲ့ငါတော်မယ်ဟိုကောင်ဟိုကောင်ထိမြင့်ငါသမီးကိုတက်တာပဲဒီကောင်ကိုတွေ့ရင်ငါတက်မယ်ငါသားတော်ယူလိုက်အောင်မယ်ဖေချာစမ်းဦးတက်မောင်ကဓာတ်ယူရင်အိမ်ထဲပြေးဝင်သွားတာနဲ့လုံးနေကတော်တင်အား တော်လေးတင်ဦးလေးတန်းကိုမတော်ခိုင်းနဲ့အမြင်မတော်ဘူးအောက်ပိုင်းကလုံးသီးကြီးအမလေးအမလေးငါတမလေးအဖြစ်ဆိုးလိုက်တာကျော်လူကြီးဦးစိုးဝင်းရောက်လာပြီးဦးတန်းမောင်ကိုခေါ်တော်သဖြင့်ဦးတန်းမောင်ပါသွားတယ်တော်တင်ကိုလည်းတီချာဖြောင်းဖြောင်းပြောဆိုပြီးတမီလေးအလောင်းရှိအောင်ခေါ်သွားတော့တယ်လွန်ငယ်တော်ညကတီးဆုံးသွားတယ်လို့မုံများကလည်းရွာချလိုက်တဲ့ပြေတွေ့အနေငယ်တာချက်ခဲ့ပြီးကျင်းနေတယ်တော်တင်လည်း ။တမီအလောင်းကိုမြင်ပြီးမခံစားနိုင်တော့တဲ့ဖြစ်တဏီယာတောထိုင်ကငုံနေတော့တယ်။ညနေ9နာရီခန့်ရဲများရောက်လာပြီးစစ်ချက်အချုပ်ကိုယူကအလောင်းကိုဆေးရုံသို့တဲသွားတော့တယ်။မျက်နာမှာလက်ငါးဆောင်ကုတ်ရခြင်းနဲ့လူကြားထဲမတော်ဝင်တော်တော်ထင်မြင်တညာလုံး6မီလန်အတိုင်းရှောက်ခဲ့ရာရွာအချုပ်ကိုလည်းကျော်ဖြတ်ခဲ့တယ်။မွေးစုံနေတော့အဝတ်စားများနဲ့တညာလုံးအိတ်ဆီယာရှာမတွေ့အခြေအနေမသိပဲရွာတရွာကိုအဝင်ခွေးများဝိုင်းဟွန်တပြေလာရလမ်းကိုပြန်လှည့်ခဲ့ရတယ်။အနံမိုးလင်းတော့ ူရောက်တဲ့နေရာက ရွာတွေရနဲ့မနေမဝေးမှာရှိနေတာကိုတွေ့လိုက်ရတယ်။အခြေအနေကြည့်ပြီးတိပင်းအောင်မှာမောခွင်ရင်အညောင်းညာပြင်းထိုင်နေလိုက်တယ်။ကောက်ချီရငါးကုမှာတုံးကအတားများပိတ်ထွက်ကုန်ပြီးအနာရင်းတယ်လို့ဖြစ်ကအကိုက်လွန်နေတယ်။မိုးရီမကြခဏမိတဲ့ဖြစ်အနာကခြောက်မတော်ပဲအနာဘေးသားများပွားထလာတယ်။အနာကနာချမ်းကလည်းချမ်းဘိုက်ကလည်းစနဲ့တကူလုံးတုံတုံရီရီဖြစ်လာတယ်။နေထွက်လာတဲ့အချိန်ကြီးသူအနေဝင်ကျင်ရွာမှာလူများကလည်းရောက်မလား။ ချောင်းမီလန်းနဲ့တူထိုင်နေသောတစ်ပင်ကပင်90ခန့်กว่าတယ်။အနေဝင်ခြင်းမှာကိုင်းပင်များချုံမများလည်းရှိနေတယ်။တိတိကျကျမကြည့်ပါကသူ့ကိုမြင်ရမလွယ်။အချင်းကတဖြည်းဖြည်းကုန်းလာတယ်။ရွာထဲကိုလည်းဒီပုံနဲ့မဝုံဝုံနေဘူးလိုက်မိုးရွာလိုက်နဲ့အဖျားတက်လာပြီဖြစ်တယ်။နေလုံးကအနောက်ဘက်သို့နှိမ့်ဆင်သွားတယ်။တစ်ပင်ရဲ့အနေဝင်ခြင်းကကိုင်းပင်ချုံမတို့ရဲ့အချင်းများကအမောင်ကိုပိုးပြီးဖြစ်စေတယ်။ထင်းမြင် မျက်လုံးတွေပြဝင်နေတယ်။ တညာလုံးလမ်းလျှောက်ထားရတယ်လို့မျက်နာကတန်ရာတွေရင်းပြီးမခံမရက်အောင်နာကျင်နေတယ်။အဖျားကြောင့်လည်းတကူလုံးတုံရင်နေတယ်။ထို့အချိန်မှာကိုင်းတော်တွေကအမျိုးသမီးတယောက်သူ့ထံလာနေတာကိုတွေ့လိုက်ရတယ်။အမျိုးသမီးကောင်းကောင်မမြင်ရသေး။ကိုင်းမင်းအဖျားတို့ရှက်နေတာကြောင့်အောက်ပိုင်းကလည်းမြင်နေရတယ်။ရှင်မအထက်ကတော့မမြင်ရ။သူနဲ့ပင်နေစေခန့်သာကွာတော့တယ်။အချင်းကလည်းနေဝင်ချင်းနွားရင်တင်းကျင်ဖြစ်တယ်။အမျိုးသမီးလက်နှစ်ဖက်က သူရဲ့မျက်နှာရှိမှာကွဲနေတော့ကိုင်းမများကိုလမ်းစဖန်နဲ့ဖေးကိုတွန်းထုတ်လိုက်တဲ့အချိန်ထင်းမြင့်အမျိုးသမီးကိုမြင်ပြီးအထိတ်တန်လန့်ထော်လိုက်တော့တယ်။တွားတွားငါနားမလာနဲ့။တွားခင်မတို့ရဲ့မှာငါနားမလာနဲ့။သူမြင်လိုက်တော့အမျိုးသမီးကခေါင်းမပါတော့ခန္ဓာကိုယ်ကြီးသာဖြစ်တယ်။သူတက်ခဲ့တော့ခင်မမှန်တိလဲရတယ်။ခင်မခင်မမလာနဲ့တွားတွားတွားခင်မကနောက်ကိုဆုံးမသွားပဲ။ လက်ကြီးနှစ်ဖက်ကိုဆန့်တမ်းပြီးသူ့အနီးသို့တဖြည်းဖြည်းလျှောက်လာခဲ့တယ်။သူလျှောက်ပုံကလေရဲ့လွတ်မြောက်နေတဲ့ဟန်နဲ့ခန္ဓာကိုယ်ကလည်းမြင့်မြင့်လာတယ်။ဟာဟာမလာနဲ့။အဖျားကလည်းတန်းအစာကလည်းမရှိနဲ့အကြောက်လွန်တဲ့စိတ်နဲ့နှလုံးလေဟက်ကဇကြွကြပြီးအသက်ထွက်သွားတော့တယ်။သင်းမိခန္ဓာကိုငြိမ့်သက်သွားတာကိုကြည့်ပြီးဂျင်းနဲ့သွားသည့်အလားခင်မုံရဲ့ခေါင်းမပါတဲ့ဝိညာဉ်သက်စေကလည်းရှေ့မတူတော့ပဲပျောက်သွားတော့တယ်။သူအားအနံ့ကြီးတက်ပြတ်သွားတော့ ထင်းမြင့်သွားရနောက်ကိုလိုက်ခဲ့ပြီးထင်းမြင့်တိတ်ဆုံးသွားတာနဲ့သူ့အသက်ဝိညာဉ်ချုပ်တဲ့နေရာကိုပြန်ရောက်လာခဲ့တယ်။ထိုနေရာကဘယ်မှမတွေ့တော့ဘဲနေထိုင်ခဲ့တယ်။ရွာတောင်ပိုင်းမှာထွက်ပြီးလေကွင်းနဲ့တွေ့သူများခြောင်အတွင်းငါးရှာထွက်သူများကသူတည်ဆုံးခဲ့ရနေရာကိုရှောင်ခွင့်ရင်မရ။ဒါကြောင့်ထိုလမ်းမှာမနဲ့ဆော့ဆော့တွေ့သူများခင်မုံဝိညာဉ်နဲ့မကြာခဏတူးကြရတော့တယ်။ညနေ9နာရီကျော်ရေ6နာရီခန့်ဆိုရင်ခင်မုံတေးရမနဲ့မကြုံဘူးသူမရှိခေါင်းပြက်ကြီးနဲ့သာတွေ့နေကြရတယ် ်ခင်မုံတေး၍ခနာကိုကိုမြုံမြုပ်ပြီးတောင်းရခန့်အကြမှာသူတို့ရွာနဲ့တမန်ခန့်ဝေးတော်၆လက်တန်ယူလေးအတွင်မှာရေအကြမှာအသားများအနှဲငယ်သာကျန်တော့တဲ့ခေါင်းပြက်ကိုပြန်တွေ့ကြရတယ်။ခေါင်းပြက်ကြီးကိုကြည့်ပြီးခင်မုံဖြစ်ကြောင်းမြည်သူမှမပြောနိုင်တော့လဲခေါင်းပြက်ခံလိုက်ရတော့ခင်မုံရဲ့ခေါင်းဝတ်တာဖြစ်ကြောင်းလူနဲ့အတိပြုကြရတော့တယ်။ဒါကြောင့်သူ့ရဲ့မိသားစုကိုအကြောင်းကြားပြီးခင်မုံရဲ့အယုဒ္ဓတာကောင်းအားခင်မုံကိုမြေချခဲ့ရနေရသူယူဆောင်သွားပြီးမြေပေါ်မှာမိတဲ့ချိုပေးလိုက်တယ်။ ခင်မွန်ရဲ့ခေါင်းကိုပြန်တွေ့ပြီးသူ့ရဲ့မြေပေါ်ပေါ်မှာမိတ္တချုပ်ပေးလိုက်တဲ့နောက်ပိုင်းခင်မွန်ဝိညာဉ်ကိုတွေးချသူများကခေါင်းပြကြည့်တိုင်းမဟုတ်တော့ပဲခေါင်းကြီးကိုပွေကံပြီးရေကူးနေတာကိုတွေ့သူများကတွေ့ခေါင်းပြကြည့်ကိုကမ်းပြီးရေရဲကနေကုန်းမုတ်ကိုတက်လာတာကိုတွေ့လိုက်သူများကလည်းတွေ့ကြည်ရဲမှာခေါင်းပြကြည့်ကိုကမ်းပြီးသပင်များကိုစီစိုးနေတာကိုမြင်သူများကလည်းမြင်တို့ကဲ့သို့ခင်မုံတရေကိုမချက်ခဏမြင်နေရတဲ့အတွက်ထိုလမ်းမှာတယောက်တည်းမြို့မမတော်ဝင်ကြတော့လူများများနဲ့စောင့်ပြီးအများနဲ့သာတော်ဝင်လာကြတော့တယ် သူရဲ့လူဘဝကမိခင်ဖခင်တို့ရှိရတယ်လည်းမရောချစ်လင်ဖြစ်ခဲ့ဘူးတော့ကိုညွန့်လာရှိရတယ်လည်းမတော်သူအသက်ခံလေရတော့နေရာဝန်းကျင်မှာသာဆွဆွလန်းလန်းရှိနေတယ်မိသားစုများအလိုလိုပြီးတရားနာရင်တွက်ခေါ်တော့လဲတရားတော်မနာသေးလားမသိရွာကစုပေါင်းပြီးသူ၆လက်နေတော့၆ဆက်မှာဘုံကြီး၅ပါးပင့်ပြီးပြေးရွတ်တယ်တရားပြေးရင်မိတို့ပင် ကျွလွတ်အောင်လုပ်ပေမဲ့ခေါင်းပြက်တည်းရဲ့မှာခင်မုံကပြောက်မှတော့ ို့နောက်နွေရသည်တပားတကူလာဆိုရင်ရေအနက်ကနှက်ပြီးသုံးမိခန္ဓာနှက်ပြီးရေကပိနေစေခန္ဓာအခြေရှိတော့တယ်ထို့ရင်နည်းနည်းမှပင်တည်ရင်မှခင်မောင်ကညနေလူတွေလမ်းပေါ်မှာတွေ့တာနဲ့ရေထဲမှာခေါင်းလေးဖော်ပြီးရေစင်ပြနေတတ်တယ်အနှဲငယ်မောင်းလာတယ်ရေထဲမှာခေါင်းပြကြီးကိုပြိပိုက်ပြီးကိုမော်ကိုတက်လာတဲ့ပုံစံဖန်ဆင်းပြပြီးချောင်းလန့်တတ်တယ်မောင်လုံးလင်လဲချောင်းထဲမှာမရှိတော့ပဲချောင်းဆက်မှာခေါင်းပြက်ကြီးကိုသူနဲ့ချောင်းချာညှက်ပြီးတန်းရှာနေတဲ့ပုံနဲ့လှုပ်ပြတတ်တယ် အခုကဆုံကဲမြတ်တင်းပြီရာနဲ့ညွန့်လိုင်းလဲရောက်ခမဥတက်မောင်နဲ့ဒေါ်တင်အားခွင့်တောင်းတော့တယ်မောင်ညွန့်လိုင်းကမနေရင်လို့ပြန်တော့မယ်ဆိုရင်လည်းအဖေတို့ကမသားတော့ပါဘူးတမိခင်မောင်မရှိပေမဲ့ခင်မောင်နဲ့ပတ်သက်လာရင်မင်းလဲသားပါပဲအခုဒီလေဒီတိုင်းမှာပဲမင်းပေါ်သားရင်းလို့ပဲမင်းအဖေတို့မင်းမိတို့မှာမိသားစုများတော့မင်းမှာတောင်းဝင်ရှိတာပေါ့တော့မယ်ဆိုလဲတော့မသားတော့ပါဘူးကျွန်တော်အမေတို့စီတော့မှာမဟုတ်ပါဘူး ရာဦးကြောင့်သာပြီးတသနာပါဝင်ပြီးအပြီးနေတော့မယ်ခင်မောင်မကျွတ်မလွတ်ပဲရှိနေတာကိုကျွန်တော်မခံစားနိုင်ဘူးဖြစ်ရလဲမောင်ညော့လိုက်ရင်လူတွေပျော့ပျော့နေကြတယ်ခေါင်းပြက်ကြီးကမြေပုံတဲ့အမျိုးမျိုးနဲ့ခြောက်လက်နေတယ်တဲ့ဒီပြီးတဲ့အထိခေါင်းပြက်ကြီးနဲ့ဟိုအတေဘဝကဘလို့ဝတ်ကြီးမျိုးပါလာလဲမသိပါဘူးသူ့အတွက်လဲကောင်းမှုဖြစ်အောင်ကျွန်တော်အတွက်လဲကုတူရအောင်တသနာပါဝင်တဲ့ကို အပြည့်ပန်ဝင်တော့မယ်ဟာဒါဆို မင်းအမေနဲ့အဖေစီကိုတွားပြီးခွင့်တော်အောင်တို့ခွင့်ပြုလို့တရနာပုံတွေကိုဝင်မယ်ဆိုရင် အဖေတို့ရဟန်းတကာခံပြီးမယ်အခြေအမွေလည်းအကောင်တောင်းဝန်ယူမယ်ကဲငါသားဆန္ဒရှိတို့ရာလို့ခင်မလို့လက်စားပြီးကြံသေးတာပဲအကောင်ရောင်းပြီးအလူတွေထည့်လိုက်မယ်လယ်သမားရာသမားများလည်းကိုင်းဒီနံများရောက်ချက်ပြီးပြီမို့ငွေရှင်နေကြတယ်အချို့ကအလူအတန်းလောက်တယ်အချို့ကတားရှင်ပြူပွဲလောက်တယ်အခု ကိုညွန့်လိုက်အပါအဝင်ခင်မုံရဲ့မောင်လေးနဲ့ကိုညွန့်လိုက်အညီနေအောင်ရွာထဲမှာဦးတက်မောင်ဤသူတယောက်တို့အားရဟန်းခံရှင်ပြပွဲပြုလုပ်ပေးခဲ့တယ်။အလူနေကဦးတက်မောင်နဲ့တော်တင်ကိုတိုင်ခင်မုံတည်ဆုံးခဲ့တဲ့နေရာကိုတွားပြီးခင်မုံရဲ့တမီးရဲ့ခင်မုံညွန့်လိုက်တဒနာပေါင်ကိုဝင်းနေပြီ။ဒီနေ့နေ့လေတနိုင်မှာအလူအတွက်တရားနာရေးဆက်ချမယ်။တမီးရဲ့အလူလဲပါတယ်။တမီးကိုတိုင်တရားလာလာပြီးတာတို့ခေါ်ဟုတ်လား။တော်တင်ပြောပြီးဦးတက်မောင်ကလည်း တမိခင်မောင်ဒီဘဝစိုးကြီးကလွတ်အောင်မောင်ညွန့်လိုင်ရဲ့ရဟန်းခံအလိုပွဲမှာတာသူရဲ့တဝါကြီးခေါ်ရအောင်တရားနာလာခဲ့ပါနေ့လေတနားရီတိတိမှာတရားပွဲစမယ်တရားနာလာခဲ့ပါနော်တမိဖုန်ကြီးများစုမကက်ခင်လင်မင်းညလုံးလာပြီးခင်မောင်အားတရားနာရန်ဖိတ်တယ်မိခင်နဲ့ဖခင်တို့တရားနာလာဖိတ်ဒီကိုခင်မောင်တိတော်လဲ60ချုံပူပြီးမှတိပင်ဘောကမစင်ပဲငြိမ်ပြီးနားထောင်နေတယ်သူနဲ့တရားပွဲကိုခင်မောင်ရောက်သွားပြီးတရားနာယူခဲ့ပါတယ် မတေခင်ကသူ့ကိုတက်ရင်လေပင်ကိုဓာတ်နဲ့လိနေစဉ်အတက်ဝိညာဉ်မထွက်ခင်မှာပဲငါတေခဲ့ရင်ဝိညာဉ်ဘဝနဲ့ထင်းမြင့်ကိုကိုတိလက်ရောက်ပြန်တက်ပြီးမှလောရကျွရသွားမယ်ကိုကြေဆိုခဲ့တယ်ထင်းမြင့်သွားရနောက်ကိုလိုက်ပြီးတက်ရင်အချိန်ချင်းကြိုးစားတော့လေဒီပြည်ဝိညာဉ်ကလူတက်နိုင်တဲ့အထိမစွမ်းခဲ့ဒါပေမဲ့ဝိညာဉ်ကိုမြင်အောင်တော့ဖန်ဆင်းပြနိုင်တယ်ထင်းမြင့်ကသူ့ကြေဆိုထားတဲ့အတိုင်းကိုတိလက်ရောက်မတက်ရသေးပဲဝိညာဉ်ကိုမြင်အောင်နဲ့အသက်ထွက်သွားတော့တယ် ကိုတိလေးရောက်တက်ပြီးမှလောက်ရချွေရသွားပြီဆိုတော့မတည်ခင်ဖြစ်ကျင်ခဲ့တဲ့ဇောကြောင့်ထိမြင့်တည်မှန်တိကျတိတိုင်အောင်ဒီနေရာကခွာမရဖြစ်နေတယ်။ကိုစိန်နေကိုရက်လက်တရားနာသွားပြီကြံတော့လဲတရားနာရစီမရောက်ပဲသူတည်ခဲ့တဲ့နေရာကိုသာပြန်ရောက်နေခဲ့တယ်။ဒီနေရာကခွာကျင်တော့လဲဘာကြောင့်မှမသိဒီနေရာမှာသာတဝဲလေလေဖြစ်နေတယ်။ရွာကလူများကလည်းတဝင်းညင်ကုန်မြင်ပြီးကြောက်လန့်နေကြတယ်။ယခု ခင်မုံရဲ့မိခင်နဲ့ဖခင်တို့ကခင်မုံဖြစ်သူရဲ့ရဟန်းခံအလုပ်ပွဲမှာမိမိပိုင်ဆိုင်ခဲ့သောလက်ဝတ်ယတနာများထုတ်ခွဲရောင်းချ၍မိမိအလိုလိုလာပြောသွားတာတရားနာရင်လာဖိတ်သွားတယ်။ဒီတခါတော့တရားနာရောက်အောင်တော်မီကိုစိတ်ထဲကပန့်ပြတ်ထားတယ်။ဆန္ဒဖြစ်ပေါ်တဲ့အတိုင်းတနာရီမထုတ်ခင်ကျောင်းအနီတို့ရောက်လာခဲ့တယ်။တရားနာရင်ဖိတ်ကြထားတဲ့အတိုင်းကျောင်းဝင်အပြင်မှာတရားကိုတိကျစွာနိုင်ယူနေလိုက်တယ်။ရည်စက်ချတရားနာအပြီးတာတုခေါ်လိုက်တာနဲ့သူရဲ့ဝိညာဉ်လည်း တဖြည်းဖြည်းအငွိအမုံကဲ့သို့ပေါ်ပါလာကလင်းနဲ့အတူလွန်မြောပြောက်ခွေသွားတော့တယ်။ခင်မောရဲ့ယောက်ျားကိုညွှန်လိုက်။ရဟန်းခံလိုက်တဲ့နောက်ပိုင်းခေါင်းမျက်ခန္ဓာကိုယ်နဲ့တရေမကိုမြည်တူးမှမမြင်ရတော့ယောက်ျားကိုစိတ်မချရဲအဆွေအလန်းကြီးလွန်းကတရေမအဖြစ်ကမကျွတ်လွတ်ခြင်းဟုလူတွေကပြောကြသေးတယ်။မိတို့ပင်ဖြစ်စဉ်နေ့စဉ်ရက်ဆက်အချောက်ကျန်းတွေကိုနမ်ပြီးသွထွက်နေတော့ခေါင်းမျက်တရေမခင်မောဘယ်ကိုထွက်သွားတယ်။မြည်တူးပုံကိုကူးပြောင်းရောက်ရှိသွားတယ်ကိုမြည်တူးမမသိနိုင်လေတော့။